င်္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ် KIA ပြစ်ချမှုကြောင့်စစ်ရဲရင်နှစီပြက်ကြမှုမှာစစ်ကောင်စီဗျူဟာမှုနဲ့ဖွဲ့ရာတည်ဆုံးပြီးရွှေကူအနီတိုးထဲမှာ ပြက်ကြတဲ့ရဟရင်ပြက်နေတူ လေရင်မှု ကပတိန်မျိုးထက်အောင်ရဲ့ရုပ်လောင်းကိုရှာဖွေတွေ့ရှိပါတယ်အိန္ဒိယစစ်တပ်ရဲ့ပြစ်ခတ်မှုကြောင့်ပကဖရဲဘော်၁၀ဦးတည်ဆုံးမှုကို အိန္ဒိယအစိုးရနဲ့အန်ယူဂျီတို့တွဲဆုံမဲ့တဲ့ရင်ပါဝင်ရန်ကုန်ခေတ်တည်းရဲ့မနက်ခေတ်တည်းနေကိုတက်ဆက်ပေးပါမယ် မဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့ပုတ်ကတော့ကချင်ပြည်နယ်ဗမော်မြို့ကိုစစ်ကူလာတဲ့ရဟတ်ရင်၃စီကို KIA ပူးပေါင်းအဖွဲ့ကမနစ်ကပြစ်ခတ်ခဲ့ရမှာ၂စီးဟာထိမှန်ပြက်ကျသွားခဲ့ပြီးပြက်ကျသွားတဲ့ရဟတ်ရင်၃စီမှာလိုက်ပါလာတဲ့စစ်ကောင်စီဗျူဟာမှုနဲ့အဖွဲ့ဟာတေဆုံးသွားပြီလို့ KIA ရှေ့တန်းသတင်းမြစ်ကပြောပါရယ်မေလ၂၀နှစ်နေ့လတနိုင်ကျော်လောက်ကဗမော်စက္ကခ၂၁ကိုစစ်ကူလာပို့တဲ့စစ်ရဟတ်ရင်၃စီကို KIA ပူပေါင်းတပ်တွေကပြစ်ချခဲ့တာလည်းဖြစ်ပါတယ်။ပြက်ကျသွားတဲ့ဒစီကိုရွှေကူမြို့နယ်စီငဲရွာအနောက်ဖက်တောထဲမှာတွေ့ရှိခဲ့ပြီးရဲရင်ပြက်နေတူလေရင်မျိုးကပ္တိန်မျိုးထက်အောင်ရဲ့ရုပ်လောင်းကိုလည်းရှာဖွေတွေ့ရှိခဲ့တယ်လို့ KIA ရှေ့တန်းသတင်းမြစ်ကပြောပါတယ်။အဲဒီနောက်နောက်ဒစီကတော့ရွှေကူမှာအရေးပေါ်ဆင်းတဲ့အချိန်မှာဘေးဆောင်ကြီးလဲပြီးဆင်းသွားပြီးပန်ကာကျိုးသွားကပြန်တက်မရတော့ဘူးလို့လည်းသိရပါတယ်။အကြမ်းဖက်စစ်ကောင်စီရဲ့စစ်ရဟန်း င်တစည်းဗမော်မြို့မှာပြတ်ကျသွားကြောင်းကိုစစ်ကောင်စီကမနေ့ကညပိုင်းကဝန်ခံခဲ့ပြီးမဲ့လဲဆက်ချုပ်ရင်းပြီးပြတ်ကျတာလို့လိန်လဲသတင်းထုတ်ပြန်ထားတော့လဲတွေ့ရပါတယ်စစ်ကောင်စီရဲ့ထုတ်ပြန်ချက်ထဲမှာမနေ့ကနေ့လယ်ပိုင်းမှာဗမော်မြို့နယ်တည်ငြိမ်အေဂျင်စီတွေဆောင်ရွက်နေတဲ့ရှေ့တန်းစခန်းကိုထောက်ပို့ပစ္စည်းတွေတွားရပို့ဆောင်ပြီးပြန်ထွက်လာစဉ်တွင်ဗမော်မြို့အနောက်တောင်ဘက်မီတာ1400ခန့်အကွာမှာရုတ်တရက်ဆက်ချုပ်ရင်းက ပြတ်ကျသွားခဲ့တာဖြစ်တယ်လို့လည်းလိန်ရဲတရင်ထုတ်ပြန်ထားတာလည်းဖြစ်ပါတယ်။လက်တွေ့မှာတော့ဗမော်မြို့ကိုစစ်ကူလာတဲ့စစ်ရဟတ်ရင်၃စီကို KIA ပူပေါင်းအဖွဲ့တွေကပြစ်ခတ်ခဲ့ရမှာနှစ်စီးဟာထိမှန်ပြတ်ကျသွားခဲ့တာလည်းဖြစ်ပါတယ်။၂၀21ခုနှစ်မေလကနေလက်ရှိချိန်ထိအကြမ်းဖက်စစ်ကောင်စီရဲ့ရဟတ်ရင်၅စီးကို KIA ကပြစ်ချနိုင်ခဲ့တာလည်းဖြစ်ပါတယ်ရှင်။ ဒီတကမှာတော့ပြည်သူ့ကာကွယ်အဖွဲ့ပကဖရဲဘော်စေဦးခန့်ကိုအိန္ဒိယအာတန်ရိုင်ဖယ်တပ်ကပြစ်ခတ်တဲ့အတွက်ကြောင့်တေဆုံးခဲ့ရတဲ့ပေါ်ကိုအိန္ဒိယအစိုးရတာဝန်ရှိသူတွေနဲ့တွဲဆုံညှိနှိုင်းဆောင်ရွက်သွားမယ်လို့အန်ယူဂျီအစိုးရကပြောပါရယ်အိန္ဒိယမြန်မာနှစ်နိုင်ငံနဲ့ဆက်ဇဂိုင်းတမူးမြို့နယ်မှာအိန္ဒိယအာတန်ရိုင်ဖယ်တပ်တွေက တမူးခရိုင်ကပကဖရဲဘော်စေဦးကို ပြီးခဲ့တဲ့မေလ14ရက်နေ့ကပြစ်တက်ခဲ့တာလည်းဖြစ်ပါတယ်။အဲလိုပြစ်ခတ်လို့တည်ဆုံသွားရတဲ့ရဲဘော်တွေအတွက်အမှုမှန်ပေါ်ပေါက်ရဲကိုတမိုးမခင်ပကဖအဖွဲ့က မြေပြင်အခြေအနေကိုသိရှိနိုင်စေရန်အတွက် NUG အစိုးရထံကိုစာပို့အကြောင်းကြားခဲ့တာလည်းဖြစ်ပါတယ်။လက်ရှိမှာအမျိုးသားညီညွတ်ရေးဆိုရ NUG အနေနဲ့အိန္ဒိယအစိုးရတာဝန်ရှိသူတွေနဲ့အမှုမှန်ပေါ်ပေါက်ဖို့တွဲဆုံဆွေးနွေးနေကြောင်း NUG ကပြောရေးဆိုခွင့်ရှိသူကိုနေဖိုးလိုက်က ပြောပါတယ်။အိန္ဒိယအာတန်ရိုက်ဖယ်တပ်တွေဟာတမုခန်ရပကဖရဲဘော်ဆယ်ဦးကိုမနီပူရပြည်ဂျန်ဒေခန်အပြည်ပြည်ဆိုင်ရာနယ်နိမိတ် New Center အနီးတစ်ဝိုက်မှာပြတ်တက်ခဲ့တာလည်းဖြစ်တယ်လို့လည်းသိရပါတယ်။ ယ်။အိန္ဒိယအာသန်ရိုင်ဖယ်တပ်တွေကအိန္ဒိယမြန်မာနယ်စပ်အနီးမှာစစ်ဆင်ရေးဆောင်ရွက်နေစဉ်တွင်တမူးခရိုင်က ပကဖအဖွဲ့ကိုပြစ်ခတ်မိရကနေအခုလိုတည်ဆုံသွားတာဖြစ်တယ်လို့လည်းအိန္ဒိယအာသန်ရိုင်ဖယ်တပ်ရဲ့မေလ15ရက်နေ့ထုတ်ပြန်ထားတဲ့ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။တည်ဆုံသွားရတဲ့ပကဖအဖွဲ့ဝင်10ဦးရဲ့ရုပ်လောင်းကိုအိန္ဒိယဘက်ကပြန်လည်လွှဲပြောင်းပေးခဲ့ခြင်းရှိမရှိကိုတော့နှစ်ဖက်အဖွဲ့အစည်းအဝေးကတရားဝင် ထုတ်ပြန်ထားခြင်းမရှိသေးပါဘူးရှင်။ ရှမ်းပြည်နယ်တိုင်းတဘောကိုတက်ဆက်ပေးကြပါရယ်။ရှမ်းပြည်နယ်နောင်ချိုမြို့နယ်အတွင်းရှဲဆန်တပ်တုကုမ္ပဏီကိုအကြမ်းဖက်စစ်ကောင်စီတပ်ကလေရင်နဲ့ပေါင်900ပုံးနှလုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့လို့ TNL ကသတင်းထုတ်ပြန်ထားပါရယ်။မေလ17ရက်နေ့နေ့လယ်12မိနစ်30လောက်မှာအကြမ်းဖက်စစ်ကောင်စီတပ်ကရှဲဆန်တပ်တုကုမ္ပဏီကိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ကုမ္ပဏီကအုံပြုနေတဲ့ဘတ်ဖိုးတစီ တတ်တုထုတ်ဆက်တလုံးစက်ပစ္စည်းတွေထားရှိတဲ့ဂိုဒေါင်တလုံးနဲ့အခြားပစ္စည်းများစွာထိမှန်ပျက်စီးခဲ့ရက စုစုပေါင်းကာလတန်ဖိုး တရုတ်ငွေယွမ်16သိန်းကျော်ပျက်စီးဆုံးရှုံးသွားခဲ့လို့ TNL ကသတင်းထုတ်ပြန်ထားပါဗါးအလားတူမေလ18ရက်နေ့ညနေ9:30မိနစ်30ခန့်ကလည်းအကြမ်းဖက်စစ်ကောင်စီတပ်ကတိုက်ပွဲဖြစ်ပွားခြင်းရှိပဲနောင်ချိုမြို့နယ်ဒိုးပင်ကျေးရွာအုပ်စုရဲနာတင်ကြီးကျေးရွာအနီးကို Jet Fighter နဲ့ပေါင်150ဘုံ6လုံးကိုလာရောက်ကျဲချတိုက်ခိုက်ခဲ့လို့လည်းသိရပါဗါးဂျပန်စစ်ကောင်စီတပ်တွေဟာမေလ6နေ့ကနေ31နေ့ထိအပြည့်ခက်ရဲစဲကာလကိုထပ်မံတိုးထားတယ်လို့လည်း လူကြားကောင်းအောင်ပြောနေပေမဲ့လည်းတကယ်တမ်းလက်တွေမှာတော့ပလောင်ပြင်းနဲ့လွတ်မြောက်ရေးတပ်ဦး PSL TNL အုပ်ချုပ်တဲ့မြို့နယ်တွေကိုမြေပြင်ထိုးစစ်ဆင်တာရွေချက်ရှိရှိနဲ့လက်လက်ကြီးတွေနဲ့ပစ်ခတ်တာ drone နဲ့လေကြောင်းကနေနေ့စဉ်အသုံးပြုတိုက်ခိုက်နေတာတွေလုဆောင်နေရလို့လည်းသိရပါဗျ။ဒါကြောင့်ပြည်သူတွေအနေနဲ့စစ်ကောင်စီတပ်ရဲ့လေကြောင်း drone နဲ့လက်လက်ကြီးပစ်ခတ်တိုက်ခိုက်မှုရန်ကနေရှောင်ရှားနိုင်ဖို့အတွက်စစ်ရေးတတိအမြဲရှိရန်လိုအပ်ကြောင်း PSLF တရနယ်လေးကအတိပေးချက်နှိုးဆော်ထားပါရဲ့ရှင်။ ဆက်လက်တင်ဆက်ပေးခြင်းတဲ့တင်းတပုတ်ကတော့မကွေးအကျင်းတောင်မှာအကျင်းသားတွေတောက်သုံးရေတန့်ဈေးနှုန်းကြီးမြင့်မှုကြောင့်အကျင်းသားတိုင်းဟာရေဝယ်မတောက်နိုင်ပဲတောက်ရေတန့်မရရှိတဲ့အတွက်ကြောင့်စီးကြောက်တဲ့သူအကျင်းသားဥယျာဉ်ဟာများပြားလာတယ်လို့အကျင်းတောင်နဲ့နှိဆက်သူတွေကရန်ကုန်ခေတ်တွေကိုပြောပါရတယ်။အရင်ကတောက်ရေတန့်20လီတာဘုတ်ကို ကျက်၈၀၀နဲ့ရောင်းပေမဲ့လက်ရှိမှာတော့အချင်းဦးစီးအရာရှိမင်းလွင်ဦးက20လီတာဘူးတွေကို သိန်းက1လီတာရေတန့်ဘူးတွေကိုတဘူးကို600၀နဲ့ရောင်းစားနေရလို့လည်းသိရပါဗျ။ဒါအပြင်အချင်းသားတွေကိုအိတ်ဆောင်အခန်းဖွင့်မပေးတာလည်းတလကျော်ကြာမြင့်နေပြီဖြစ်တယ်လို့ ထောင်ဝင်စားတွေကိုလည်းကန့်သက်ချက်နဲ့တွင်းရတဲ့အတွက်အကျဉ်းသားတွေဟာစားတောက်ရေခက်ခဲနေကြပြီးမိသားစုနဲ့ဧည့်တွေ့ဝင်မရတာလည်းတလကြော်ကြာမြင့်နေပြီလို့လည်းသိရပါဗျ။ဒါအပြင်မကွေးဘဟုအကျဉ်းတောင်ပေါင်းထောင်ရာရှိတွေကအကျဉ်းသားတွေကိုရိုက်နှက်ကအကျဉ်းသားတည်ဆုံးမှုရှိခဲ့ပေမဲ့လည်းအရေးယူခြင်းခံရခြင်းမရှိပဲအဲ့ဒါအပြင်ရိုက်တဲ့နှိမ့်ဆက်ခံရလို့ဒဏ်ရာရသွားတဲ့အကျဉ်းသားတွေကိုလည်း ပြင်ပဆေးရုံမှာဆေးကုသမှုပိတ်ပင်တာတွေလည်းလုတ်ဆောင်နေလို့သိရပါဗါးအချင်းဦးစီးအရာရှိမင်းလွင်ဦးနဲ့အပေါင်းပါတွေဝိုင်းရိုက်တဲ့အတွက်ကြောင့်တည်ဆုံးခဲ့ရတဲ့နိုင်ငံရေးအကျဉ်းသားအစ္စလမ်ဘာသာရေးခေါင်းဆောင်ကိုမြတ်ကိုတည်ဆုံးမှုမှာလည်းလက်ရှိအချိန်ထိအရေးယူခံရခြင်းမရှိသေးဘူးလို့လည်းအချင်းတောင်နဲ့နှိဆက်သူတွေကပြောပါဗါးမင်းလွင်ဦးဟာထောင်ထဲမှာနေစဉ်လိုလိုကြည့်မြင်ရသူတွေကိုခြေချင်းခတ်တာတွေ ဖားခုံခုံခိုင်းတာတွေရိုက်နှက်တာတွေကိုအပြင်းပြေလှုပ်ဆောင်နေပြီးအကျဉ်းသားတွေကိုနှိမ့်ဆက်နေရရင်မင်းလွင်ဦးကပျော်ရွှင်နေရလို့လည်းသိရပါဗါးအပြင်အကျဉ်းတောင်အရာကြီးဒေါ်အေးအေးအတွက်နဲ့လည်းလူမှုရေးဖောက်ပြန်နေသလိုအကျဉ်းတောင်ဝန်တန်းအမျိုးသမီးငယ်တွေကိုလည်းခြေတော်တင်နေရလို့လည်းအကျဉ်းတောင်နဲ့နှိမ့်ဆက်သူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရရှင့် ဘဂဝတ်တန်းတပုတ်ကိုကြည့်အောင်ပါဘဂိုးတန်းညောင်လေးပင် ရွှေကျင်လမ်းပိုင်မှာစစ်ကားတွေကိုကြားဖြတ်တက်ခတ်ရမှာအကြက်ဖက်စစ်တပ်ဘက်ကအရာရှိပါဝင်၅ဦးဟာတေဆုံးခဲ့တယ်လို့ Fire Dragon စစ်ကြောင်းက ပြောပါတယ်မေလ၁၈ရက်နေ့ညနေ9:00မိနစ်40လောက်မှာညောင်လေးပင်ကနေရွှေကျင်ကိုလာတဲ့အကြက်ဖက်စစ်ကားတွေကို3933တရင်ကမိနဂါရဲဘော်တွေက မြောင်လေးပင်ရွှေကျင်ကာလန်ပိုင်းမှာဖြတ်တောက်ပြစ်ခတ်တက်ခတ်ခဲ့တာလည်းဖြစ်ပါတယ်။အဲလိုပြစ်ခတ်မှုကြောင့်စစ်ကားတန်းဟာနေရာမှာပဲရပ်တန့်သွားပြီးအကြမ်းဖက်စစ်တပ်ဘက်ကအရာရှိပါဝင်စစ်သား5ဦးဟာတိတ်သွားခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်။အဲဒီပြစ်ခတ်မှုအတွင်းမှာကာလန်ဘေးမှာလန်ကင်းယူထားတဲ့အကြမ်းဖက်တပ်သားတွေနဲ့လည်း ချစ်တွေ့တိုက်ပွဲထပ်မံဖြစ်ပွားခဲ့တယ်လို့ Fire Dragon စစ်ကြောင်းကပြောပါရယ်အဲလိုတိုက်ပွဲဖြစ်ပွားပြီးရဲ့နောက်မှာမတောက်ကနေထွက်ခွာလာတဲ့ကာနစီဆိုင်ကယ်၅စီးနဲ့တူစစ်ကူစစ်ကြောင်းရောက်ရှိလာပြီးတိုက်ပွဲဖြစ်ပွားရာနေရာမှာရန်တပ်ပစ်ခတ်မှုတွေလှုပ်ဆောင်ခဲ့ပြီးဒဏ်ရစစ်သားတွေနဲ့တေဆုံးသူတွေကိုလာရောက်တယ်ဆောင်သွားတယ်လို့လည်း Fire Dragon စစ်ကြောင်းကပြောပါရယ်ရှင့် အခုနောက်ဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့ပုတ်ကတော့ဘကိုးတိုင်းနတ်တလင်းမြို့နယ်ကကြေးရွာနှစ်ရွာကိုအကြက်ဖက်စစ်တပ်ကစစ်ကြောင်းထိုးဝင်ရောက်ပြီးပြည်သူ၂ဦးကိုပြစ်တက်ကပြည်သူ၂၀ကျော်ကိုလူသားတိုင်းဖြင့်ဖမ်းဆီးထားလို့ဒေသပြည်သူတွေကပြောပါရယ်မေလ၁၈ရက်နေ့မနေ့9နိုင်ခန့်ကနေစတင်က ကြောက်ခွက်ကျေးရွာအုပ်စုအတွင်းကိုအကြက်ဖက်စစ်တပ်ကစစ်ကြောင်းထိုးဝင်ရောက်လာပြီးကြောက်ခွက်ရွာကပြည်သူပိုင်နေရင်တလုံးကိုမီးရှို့ဖျက်ဆီးခဲ့တာလည်းဖြစ်ပါတယ်။အဲဒီနေ့မှာပဲအကြက်ဖက်တပ်သားတွေကထတော်ရွာနဲ့ကြောက်ခွက်ရွာကိုထပ်မံဝင်ရောက်ဆင်းနေပြီးထတော်ရွာကကိုကျော်ဝင်းနဲ့ကြောက်ခွက်ရွာကကိုဆန်လိုင်ထွန်းတို့ကို ထွက်ပြေးတယ်လို့ဆိုပြီးပြစ်တက်ခဲ့တာလည်းဖြစ်ပါတယ်။အဲဒီနောက်မှာအကြက်ဖက်စစ်ကြောင်းဟာကြောက်ခွက်ရဖုံရင်ကြောင်းမှာလက်လက်ကြီးတွေတက်ဆင်ထားပြီးပြည်သူ40ကျော်ကိုလူသားတိုင်းဖြစ်ဖမ်းဆီးခဲ့တာလည်းဖြစ်ပါတယ်။ဖမ်းဆီးထားတဲ့ပြည်သူတွေကပြည်သူ20ခန့်ကို မေလ19ရက်နေ့ကပြန်လည်လွှတ်ပေးခဲ့ပြီးမှလည်းကြံရှိနေတဲ့ပြည်သူတွေကိုတော့ဆက်လက်ဖမ်းဆီးထားတဲ့ဖြစ်တယ်လို့လည်းသိရပါတယ်ရှင်။ ုတ်ကဲ့ပါရှင်ဒါကတော့ရန်ကုန်ခေတ်ရဲ့မနက်ခေတ်တဲ့နေ့ကိုတက်ဆက်ပေးရပါကျေးဇူးပေးတဲ့ကျေးဇူးတင်ပါတယ်ရှင်ကျေးပါများပါ